လုံးမင်္ဂလာပါဒီနေ့ကတော့မေလ15ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာရှိတဲ့တဒါကူရွာထိပ်ကကာကင်းတစ်ခုကိုနေပြီးတော့ KNL နဲ့ပူးပေါင်းအဖွဲ့တွေကနေပြီးတော့တင်ပိုက်လိုက်တယ်เนาะသူရဲ့ယာဆိုရင်ကတော့အရင်တော့က BGF ရဲ့စခန်းတစ်ခုဖြစ်တယ်အဲ့ဒါကိုနေပြီးတော့အခုအောင်စရာစစ်ကြောင်းကနေပြီးတော့ကာကင်းတစ်ခုအနေနဲ့ အဲ့ဒီမှာထိုင်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒေါ်လာရဲ့အဖွဲ့တွေခုနဒေါ်လာရဲ့အဖွဲ့တွေလို့ပြောတဲ့အခါမှာ KNLA လို့ခေါ်တဲ့ KNU ပေါ့နော် KNU ရဲ့စစ်တပ်နော်စစ်တပ်တွေနဲ့ဒီ PDF တွေပူးပေါင်းတွေကနေပြီးတော့အဲ့ဒီကာကင်းကိုအပီးပိုင်သိမ့်ပိုင်မီရှိုဖြစ်စီလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့2025မှာ AUG ကဘာဖြစ်မလဲဆိုလို့ရှိရင်တော့2025မှာ AUG ကအသွင်ကူးပြောင်းရေးအစိုးရအစ်စ်ကို ဖွဲ့စည်းရတော့မှာဖြစ်တဲ့เนาะအဲ့ဒီနိုင်ငံရဲ့စည်းရေးကိုနောက်တစ်ဆင့်တက်ဖို့အတွက် EAO တွေကနေပြီးတော့ပခုံးပြောင်းပြီးတော့တာဝန်ယူရတော့မယ်ဆိုတဲ့ဟာကို EAO တွေတိုင်းရင်းသားလက်နက်တိုင်တွေနဲ့သဘောတူညီချက်တွေထားတဲ့အားလုံးကလည်းသဘောတူညီပြီးပြီဆိုတဲ့ဟာကိုเนาะဒီ AUG ရဲ့ဒီပညာရေးဝန်ကြီးဇော်ဝေစိုးဇော်ဝေစိုးတို့ပါလို့ဆိုရတော့အရင်ကဒီနိုင်ငံခြားမှာသွားလာခဲ့ပတ်ပြီးတော့เนาะသွားရတယ်အခုကတော့တကစ်မြေပြင်မှာเนาะဆင်းပြီးတော့ တာဝန်တွေကိုထမ်းဆောင်နေပြီဆိုတဲ့ဟာကိုသူပြန်လာတဲ့အချိန်မှာလည်းတည်တက်ပုံနဲ့အများကြီးထွက်လာတယ်။အခုတာဝန်ထမ်းဆောင်နေစဲမှာလည်းမနေ့ကအင်တာဗျူးတစ်ခုမှာကျွန်တော်တို့တွေ့လိုက်ရတယ်ဆိုတော့နော် UNG ကဆိုလို့ရှိရင်သူတို့ဆုံးဖြတ်ထားတာက2025မှာနော်အသွင်ကူးပြောင်းရဲ့အစိုးရအစ်စ်ကိုသူတို့ဖွဲ့ရတော့မယ်။သူတို့ကလည်း၄နှစ်ဆိုလို့ရှိရင်တော့ ုံးဆိုင်ရဆိုလို့ရှိရင်သူတို့ကတက်တန်းကုန်သွားပြီလင်းနဲ့အစိုးရရဲ့တက်တန်းကုန်သွားပြီမာအလာလို့ဆိုရင်တော့တော့အဆုံးစမရှိဘူးအခုပူတင်တို့အဆုံးစမရှိဘူးရှိချင်းပင်အဆုံးစမရှိဘူးပြီးလို့ရှိရင်တော့ကျွန်တော်တို့မြောက်ကိုရီးယားတမဒသူတို့ကတော့အဆုံးစမရှိဘူးမာအလာလည်းအဆုံးစမရှိဘူးသူတို့မပါဥပဒေမှလည်းမရှိဘူးတော့ကြိုက်တယ်လို့တိုးတာပဲတော့အချိန်ပေါက်တထောင်ဆိုလည်းသူတို့တိုးလို့ရတယ် နော်ဒီအာနာကိုသူတသက်လုံးဆုတ်ခံဖို့အတွက်သူကရေချက်ပဲဆိုတော့ဒီပုံမှန်တိုင်းဆိုရင်တော့အင်ဂျီလဲသူက၄နှစ်ပဲနော်၄နှစ်မှာဆိုလို့ရှိရင်သူအသွင်ကူးပြောင်းရဲ့အစိုးရတက်ကိုသူဖွဲ့ရတော့မယ်အတိပြတော့သူသက်တမ်းကုန်တော့မယ်နော်ကုန်တော့မယ်ဒီသက်တမ်းမကုန်ခင်မှာအစိုးရအတက်ကိုသူတို့ဖွဲ့ရတော့မယ်အဲ့ဒါက EAO တွေကနေပြီးတော့ပခုံးပြောင်းပြီးတော့စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်ထပ်တိုးဖို့အတွက်သူတို့သဘောတူညီချက်တွေရတယ်ဆိုတဲ့ဟာကိုတွေးရတယ်နောက်တစ်ခုကဒီမြန်မာနိုင်ငံသားတွေအရဆိုလို့ရှိရင်နော်စီးပွားရေးအခက်အခဲတွေရှိကြတဲ့ပတ်စံတွေပို့ပြီးတော့ နော်လိုကြတယ်ပတ်စံသွားရှာကြတယ်တရုတ်နိုင်ငံထိုင်းနိုင်ငံတို့မှာသွားပြီးတော့ပတ်စံရှာကြတယ်ရှာကြတဲ့ခါကျတော့နော်အပေါ်လမ်းကဆိုလို့ရှိရင်ကုန်ချစိတ်တွေအများကြီးအများကြီးရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့သူတို့ကကိုနီကူဟန်နဲ့သူ့ရဲ့အဆက်အသွယ်တွေနဲ့နိုင်ငံချားမှာသွားကြတယ်နော်သွားကြတဲ့ခါကျတော့နော်ထိုင်းနော်ထိုင်းတို့မလေးရှားတို့ဆိုတာအများဆုံးနိုင်ငံပေါ့နော်တရုတ်တို့လည်းအများကြီးရှိပါတယ်အဲ့ဒီမှာအင်ဖော်တို့ပါလို့လောက်သွားတာနော်ဆိုတော့အဲ့ဒီမြန်မာနိုင်ငံသားပါတဲ့နော်ဆင်ကအူးဆင်ကအူးကိုကားထဲမှာသူတို့ကဒီပွဲစားနေပြီးတော့ ထဲတယ်အဲ့ဒီမှာသူတို့စီးလာတယ်စီးလာပြီးတော့အဲ့ဒီမှာမုံတော့သွားတယ်သွားတဲ့ခါကျတော့အဲ့ဒီမှာစစ်စေးဂိတ်မှာသူတို့ကစစ်စေးတယ်စစ်စေးတဲ့ခါကျတော့သူတို့ကအပြည့်ရှိတဲ့ခါကျတော့စစ်စစ်မခံဘူးစစ်စစ်မခံဘဲနဲ့အဲ့ဒီမှာမောင်းကြီးတယ်မောင်းကြီးတဲ့ခါကျတော့ဒီဖက်ကလည်းလိုက်တဲ့ခါကျတော့လမ်းဘေးမှာထိုးချသွားတယ်ဆိုတော့အဲ့ဒီမှာအလုံးအဖမ်းခံရတယ်ဆိုတဲ့ဟာကို တွေ့ရတယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာရှိတဲ့ဒီသီလဝါနော်သီလဝါစစ်ကမ်းပေါ့နော်ဒီတင်ပေါ်စစ်ကမ်းအဲ့ဒီမှာဘက်ဆုံနိုင်ငံတကာ စိတ်ကမ်းဖြစ်တယ်เนาะစိတ်ကမ်းဖြစ်တယ်အဲ့ဒီမှာတကယ်ရင်းနှီးမြုပ်နှံတာကကျွန်တော်တို့ဂျပန်ကုမ္ပဏီတွေเนาะဂျပန်ကုမ္ပဏီတွေကအဲ့ဒီမှာအခက်ခဲတွေအများကြီးရှိလာတယ်เนาะအဲ့ဒီမှာသူတို့ရဲ့ဒီလုံခြုံရေးတွေကိုကာကွယ်မပေးနိုင်တော့ဘူးအဲ့ဒါကြောင့်သူတို့ကလည်းအဲ့ဒီမှာလှုပ်ဖို့အတွက်เนาะအချင်းနေမဟာတော့ဘာဖြစ်ဆိုတော့ဆုံးရှုံးမှုတွေအများကြီးရှိတယ်ရင်းနှီးမြုပ်နှံထားတဲ့ဟာတွေစပယ်သမားတွေကသိတဲ့အတိုင်းပဲသူတို့က ဒီ pattern တွေဆုံးရှုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့အလုံးမလုံးတော့ဘူးเนาะပိတ်သိမ်းလိုက်တယ်ဆိုတဲ့သဘောအခု company ၃ခုအခုဒီလောက second မှာเนาะယင်းနေမြုံနဲ့ထားတဲ့ Japan company ၃ခုကနေပြီးတော့ထွက်တော့မယ်ဆိုတဲ့ဟာကိုဒီနေ့တရားဝင်ကြေညာတော့ကိုတွေ့ရတယ်အတိတ်ပြရတော့ Japan company တွေအဲ့ဒီဒီလော second မှာယင်းနေမြုံနဲ့မှုတွေမလုပ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ရှုံးတွေတော်တော်ရှိတယ်ပြလို့ရှိရင်တော့လုံခြုံရေးတွေอ่ะဆိုလို့ရှိရင်အမခံချက်မရှိတော့ဘူးနောက်တစ်ခုကကျွန်တော်တို့ KIA KIO ရဲ့ဥထားဟောင်း အရင်တော့ဥဆောင်ခဲ့တယ်နော်2000နဲ့6ခုနှစ်ရနေပြီးတော့2000နဲ့18အထိနော်အဲ့ဒီမှာ KIA KIO မှာနေပြီးတော့ဒီဥက္ကဋ္ဌအနေနဲ့သူထမ်းဆောင်ခဲ့တယ်သူရဲ့ကျမ်းမာရေးကြောင့်နော်အဲ့ဒီမှာသူအနာယူလိုက်တယ်2000နဲ့18မှာသူအနာယူလိုက်တယ်အနာယူလိုက်တဲ့ခါကျတော့အခုကတော့သူကတော့ကွယ်လင်သွားပြီဒီနေ့သတင်းတွေတက်လာတယ်သတင်းတပ်ပုံတွေကျွန်တော်တို့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ်ဆိုတော့ နော်လူကြီးယောဂာနဲ့ကိုယ်လွင်တာနော်ဒီတိုက်ရိုက်ခိုင်းရမှာသူတို့ဒီတိုက်ပွဲမှာကြားလို့အဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးနော်အသက်အကြီးပြီးတက်ကြီးတဲ့ခါကျတော့လူကြီးယောဂာနော်လူကြီးယောဂာတို့ဘာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲသွေးတိုးတို့စီချိုးတို့နော်အဲ့ဒီမှာအပေါင်းစုံပဲလိုက်လာတာအဓိကတော့သွေးတိုးနော်သွေးတိုးစီချိုးဆိုတာလူကြီးဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီယောဂာက automatic ကိုလိုက်လာတာနော်ညီကိုတွေအဲ့ဒါတွေကနော်စီချိုးတို့ဒီသွေးတိုးတို့ဆိုတာညီကိုတွေပဲတစ်ခုဖြစ်ပြီဆိုတော့တမ်းတော့လိုက်လာတာပြီးလို့ရှိရင်တော့ကြောက်ကတ် ချောက်ကန်လိုက်လာတယ်ချောက်ကန်တော့ပျက်စီးလာတယ်နော်ပျက်စီးလာတယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးသုံးခုကဒွန်တွဲပြီးလိုက်လာတယ်ဆိုတော့လူကြီးယောဂာနဲ့သေးတယ်နော်လူကြီးယောဂာနဲ့ကျွန်တော်တို့ကိုယ်လည်းသွားတယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာဖော်ပြကြတယ်နောက်တစ်ခုကစက္ကဆတ်ရဲ့ဆက်ရှုပ်ယုံချဖွေလုတ်ရက်စစ်ရာဇဝမှုတွေကိုနော်လုတ်တဲ့ဟာကိုတကယ်ယုံချဖွေအနေနဲ့နော်ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုပြီးတော့ ARD တိုင်းမှာရှိတဲ့ PDF တွေကနေပြီးတော့ဒီနေ့ထုတ်ပြန်ထားတယ်နော်ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဘာဖြစ်လို့ဆိုတော့ဒီဘေးရင် ်။ဒီဘေးမဲရဲမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းဒီဘေးရဲမှာပေါ့ဒီဘေးရဲမှာစာတင်ကြောင်းကြောင်းကိုပုံချေးလိုက်တယ်။နော်အိုးတင်ကွင်းနော်အိုးတင်တွဲမှာနော်အိုးတင်တွဲမှာအဲ့ဒီမှာစာတင်ကြောင်းကိုပုံချေးတဲ့ခါကျတော့ဆီယာမနှစ်ယောက်ပါတယ်ဂျုံသူဂျောသားအားလုံးစုစုပေါင်း24ယောက်ပေးဆုံးသွားတယ်။တရားကျော်ထိခိုက်တရားရရှိတယ်။အဲ့ဒါကကျွန်တော်တို့ class ကဘုံနဲ့ဂျဲတာစင်ကဲအောက်ကွဲတဲ့နော်ဒီဘုံနဲ့ဂျဲတာဆိုတော့သူတို့ကဝေးဝေးချက်ရှိရှိအဲ့ဒီကြောင်းကိုပြည့်တဲ့ခါကျတော့နော်အဲ့ဒီမှာ ပြင်းပြင်းထန်ထန်လုပ်တဲ့နော်ဒီမှာဒုက္ခရောက်ကြတယ်ကလေးတငယ်တွေတော်တော်သေတယ်သူတို့ကတော့ငြင်းတယ်သူတို့ရဲ့ဘောမတွေကတော့တချို့လူတွေကကြတော့အာဟုတ်တယ်တချို့လူတွေကကြတော့မဟုတ်ဘူးဟုတ်တယ်လို့ပြောတဲ့ပုတ္တမတို့ဘာလို့ဆိုရင်တော့ဟုတ်ကနော်တကယ်အကြီးအကဲတွေကခေါ်ပြီးတော့သူ့ကိုသတိပေးရတဲ့အဆင့်အထိတောင်မှရောက်သွားတယ်။နော်အမှန်ကိုပြောတဲ့လူတွေကတော့မရဘူး။အခုကျော်စိုးဦးတို့၊ကျော်မျိုးမင်းတို့၊အခုဒီကျော်ဖိုးဟင်းတို့၊တစင်ဦးတို့ဘာလို့ဆိုရင်တော့မြင်းရဲသားနဲ့ကတက်နော်အဲ့လိုမျိုးပြောင်းလဲပြောင်းစားလုပ်တဲ့လူတွေကျတော့ဘာမှမဖြစ်ဘူး။ဆိုတော့ တူမာတော့သူကတော့အမှန်ပြောတယ်ပြောတဲ့ခါကျတော့အဲ့ဒီမှာတတိပေးချင်းကိုခံရတယ်เนาะအဲ့ဒီဟာလည်းကျွန်တော်ဒီကျွန်တော်တို့ဒီ channel မှာကျွန်တော်တင်ထားပြီးသားဖြစ်တယ်ဆိုတော့လူတွေကလည်းတော်တော်စိတ်ဝင်စားလာပြီးတော့ချစ်ရအောင်ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ NUG နိုင်ငံတကာတရားရုံးနဲ့เนาะတောင်ကိုရီးယားမှာเนาะတောင်ကိုရီးယားမှာဆိုလို့ရှိရင်တော့ဒီတရားစွဲဖို့အတွက်လုပ်နေတယ်အခု Argentina မှာကျတော့ကျွန်တော်တို့ဒီမာအလာတို့အဖွဲ့တွေကိုတရား permanent ထုတ်ထားတယ်အ ICC ကတော့မထွက်လာသေးဘူးအဲ့ဒီ ICC တို့ ာဂျင်တီးနားတရားရုံးလို့ပါလို့ဆိုတာကဒီရိုဟင်ဂျာ case နဲ့သွားတာဖြစ်တယ်ဆိုတော့ NUG ကတော့သူ့ဟာသူ့သူ့ case နဲ့သူသွားတာပဲတရားရုံးမှာကျွန်တော်တို့မတွေ့သေးဘူးဒါပေမဲ့သူတို့ကတော့ငါစူးစားတယ်စူးစားတယ်ဆိုတဲ့ဟာကတော့ဟုတ်တော်လည်းစကတိကနေအခုထက်ထိနော်အဲ့လိုမျိုးစတယ်သူတို့တရားစွေးဖို့အတွက်စူးစားကြတယ်အခုကတော့တောင်ကိုရီးယားတောင်ကိုရီးယားတော့ဖြစ်နိုင်ခွေရှိတယ်ဒါပဲဆိုတော့အဲ့ဒါမှာ NUG နဲ့တငယ်ချင်းတွေဖြစ်တယ်နော်ဆိုတော့အဲ့ဒီနိုင်ငံကနေပြီးတော့တရားစွေးဖို့အတွက်ဒီ NUG ရဲ့ဝန်ကြီး NUG ရဲ့လူခွင့်ရေးဝန်ကြီး သူကနေပြီးတော့အဲ့ဒီမှာတရားစွဲဖို့လုပ်တယ်ပြီးလို့ရှိတော့ယင်ဟီလီတော့မြန်မာနိုင်ငံရဲ့အရင်တော့ဆိုလို့ချင်ကုလသမဂ္ဂအထုကိုစလေတခုတယောက်အနေနဲ့သူအရင်တော့ထမ်းဆောင်ခဲ့ပူးတယ်ဆိုတော့အခုယဟီလီနဲ့အခုနောက်ကအယူဂျီရဲ့ဝန်ကြီးနဲ့လူခွင့်ရဲ့ဝန်ကြီးနဲ့နေပြီးတော့သူတို့ကအဲ့ဒီမှာဒီတောင်ကိုရီးယားကရှင်းနေတွေနဲ့လူအခွင့်ရေးဖွဲ့တွေနဲ့ပြီးလို့ရှိတော့အရဖက်ဖွဲ့တွေနဲ့သူတို့ဆွေးနွေးကြတယ်ဆိုတဲ့ဟာကိုလေတွေ့ရတယ်သတင်းမီဒီယာမှာနောက်တစ်ခုကရခိုင်ပြည်နယ်ကြောက်တောင်မြို့မှာနော်မြို့မှာဈေး အော်ရွှေမြို့မရဲ့ဒီရွှေချောင်းအနောက်ဖက်မှာပေါ့နော်ရွှေချောင်းနောက်ဖက်မှာစိုက်ပျိုးရေးတိပံချောင်းရှိတယ်အဲ့ဒီအနီးမှာကျွန်တော်တို့ဒီမြို့အဝင်နားမှာပါရှိလဲဆိုတော့စီဆိုင်ရှိတယ်အဲ့ဒီစီဆိုင်တန်းမှာဆိုလို့ရှိရင်မအလာကဘုံကျဲလိုက်တယ်နော်ဘုံကျဲလိုက်တဲ့ခါကျတော့ ဘာဖြစ်လာလဲဆိုလို့ရှိရင်လူသေးပြောင်းတွေများတယ်အဲ့ဒီမှာ9ယောက်သေးတယ်4ဦးထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ကြောက်တော်မျိုးကလည်းခဏခဏပုံကျခါရတယ်ရသေးတောင်တို့ဟုတ်ကဲ့မှာဘူးစီတောင်ဖဲမှာနော်တော်တော်ကိုခဏခဏပြစ်ခါရတယ်အခုသူတို့ပြည့်တဲ့ပုံစံကအရင်ကလုံမဟုတ်တော့ဘူးပြောင်းလဲလာတယ်နော်အရင်ကပြည့်တဲ့လူတွေကနော်ရှောင်ပြီးတော့ပြစ်ကြတယ်အခုကတော့မဟုတ်ဘူးရေရွှေချက်ရှစ်ရှစ် နော်ကြည့်ကြတယ်ပြီးလို့ရှိရင်တော့သူတို့ကပထမဆုံးလေးမြေကိုခုနှစ်ပြန်သွားတယ်နော်ပြန်သွားပြီးတော့လူတွေကအော်ဒါကတော့နော်ဟိုဖက်မှာသွားတာဖြေးလိမ့်မယ်ဆိုပြီးတော့လူတွေကနော်မနေမနေတယ်အတိတ်တွေကတော့ဟိုဖက်မှာအကုန်ပြလိုက်တယ်နော်အကုန်ပြလိုက်တော့ဟိုဖက်မှာသွားတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့လှစ်လာပြီးတော့လူတွေကနော်မနေမနေတဲ့အခါမှာအလိုမျိုးပြစ်တယ်ရေရှက်ရှက်ရှက်အဲ့လိုမျိုးပြစ်တဲ့ပုံစံမျိုးတွေပြောင်းလဲလာတယ် နော်ပြောလဲလာတယ်လူတွေကအာဟိုဖက်မှာသွားတယ်ငါတို့မှလာတာမဟုတ်ပါဘူးဆိုပြီးမှနမောနမေအေးနေတဲ့ခါကျတော့ဟိုဖက်နဲ့ပြန်ပြီးတော့အိုးလာတဲ့ခါကျတော့လေးပြန်ကမြန်တော့နော်အဲ့ဒီမှာသူတို့ကပြစ်ခံရတယ်နော်အဲ့လိုမျိုးပုံစံမျိုးကိုသူတို့ပြောင်းပြီးတော့ပြစ်လာတယ်ဆိုတဲ့ဟာကိုလေတတိမီဒီယာတွေမှာကျွန်တော်တို့အထူးသတိထားဖို့အနေနဲ့ပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီတနင်္သာရီဒွေခရိုင်အဲ့ဒီမျိုးအုံဝင် အောက်တိုင်းတဒါကိတ်ကိုနေပြီးတော့ဒီဖက်ကတော်လိုက်ရအခွေတွေအောက်ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာစကဆာအယောက်ပေါင်း၉ယောက်သေးတယ်နော်၉ယောက်သေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရန်ကုန်လိုင်သာယာမြို့နေကမကုံအနီးမှာရှိတဲ့ရှမ်းရီ Editors Finesse ရုံမှာဆိုလို့ရှိရင်နော်လုတ်ခ12000ကိုသူတို့တောင်းတယ်နော်တောင်းတယ်အဲ့ဒီမှာအလုတ်သမားပေါင်း6000 6000ကျော်မိုးသေးလေသေးမှနော်အဲ့ဒီမှာသူတို့ဆန္ဒပြကြတယ်အဲ့ဒီလဆာကိုရဖို့အတွက် ဒီဖနက်ဆက်ရုံမှာဆိုတဲ့တင်းကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီထိုင်းနိုင်ငံနေဆက်မှာရှိတဲ့ဒီတာလီဘူဟာစခန်းအဲ့ဒါကတချို့မီဒီယာတွေမှာနှစ်ပေါင်း36နှစ်လို့ပြောတယ်တချို့မီဒီယာတွေမှာ39နှစ်လို့ပြောတယ်နောက်မီဒီယာတစ်ခုမှာတော့38နှစ်ဖြစ်တယ်ဆိုတော့အဲ့ဒီမှာနှစ်တွေကတော့အမျိုးမျိုးပေါ့နော်36နှစ်ကြာအဲ့ဒီမှာအထိုင်စခန်းနေပြီးတော့သူတို့လောက်တာအဲ့ဒီစခန်းကအခုတာလီစခန်းက36နှစ်လို့ပြောကြတယ်38နှစ်လို့ပြောကြတယ်39နှစ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့အလုံးကိုခြုံလို့ပြောရမယ်ဆိုလို့ရှိရင်တော့န ှစ်ကြာကြာကြီးပေါ့နော်နှစ်ပေါင်း30ကျော်30ကျော်အထိုင်စခန်းကြီးဖြစ်တယ်အဲ့ဒါကနေပြီးတော့ KNLA နဲ့ပူးပေါင်းဖို့ဖွဲ့တွေကတိုင်ပိုက်လိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ပုံကြီးတယောက်အပါဝင်6ယောက်ဖေးတယ်နော်6ယောက်ဖေးတယ်ဒါပေမဲ့အဲ့ဒီမှာဒုတိုင်ရင်မူအဖွဲ့တွေကလွတ်မြောက်နေစေပဲဖြစ်တယ်အဲ့ဒါကနေပြီးတော့ဒီဖက်ကတော်လိုက်ရဲ့အဖွဲ့တွေက KNLA နဲ့ပူးပေါင်းဖို့ဖွဲ့တွေက1ပတ်ပိတ်ဆိုးပြီးတော့နော်အဲ့ဒီမှာမြေလှန်ရှာနေတယ် အဲ့ဒီကတော့ဘယ်အချိန်သူတို့ဖန်ခံမလဲတော့မသိဘူးအဲ့ဒီဒူတိုင်ရဲ့မို့အဖွဲတွေကသူတို့မြေလှမ်းပြီးတော့အဖကုံလိုက်ရှာနေတယ်နော်သူတို့အဖွဲကလည်းအဖကုံပြေးနေတယ်ခွေးပြေးဝဲပြေးပြေးနေရတယ်နော်အဲ့ဒါကိုဒီဖျားနေပြီးတော့ရှင်းလင်းမှုတွေလုပ်နေတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့မေလ15ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ